ရှီရွန်နဲ့သူမရဲ့အတန်းမော်တွေက2012ဒီဇင်ဘာလ22ရက်နေ့မှာကဘာကြီးအဆုံးသတ်သွားပြီးတက်ရှိပြီးအားလုံးပြောက်ကွယ်တော့မယ့်အကြောင်းပြောနေကြပါတယ်။ယူရှုကတော့မင်းကလေးတွေရဲ့ကလေးဆက်ဆံပုံမြင်တွေကိုနားမထောင်လို့တာကြောင့်သူမရဲ့ဥကောင်ကိုဘတ်စကတ်ဘောနဲ့ပစ်ပေါက်လိုက်ပါတယ်။အဲဒီနောက်သူတို့လည်းအတန်းမော်ချင်းစကားများကုန်ကြပြီးအဲဒီအချိန်မှာပဲဆရာဖြစ်သူဝင်လာရင်လင်ရှန်ချီဆိုတဲ့အတန်းမော်တစ်ကိုမိတ်ဆက်ပေးလာပါတယ်။ ယူရှုလည်းအတန်းပေါ်တိတ်ကိုကြည့်နေသူ့မကိုချက်ချင်းပဲသဘောကျသွားခဲ့ပြီးတယောက်တည်းစိတ်ကူးတွေရင်နေခဲ့ပါတယ်။ဒါပေမဲ့စီယန်ကဘောလုံးနဲ့ပြစ်ပေါက်လိုက်တာကြောင့်သူ့ရဲ့စိတ်ကူးတွေရက်တန့်သွားပြီးခဏကြာမှတော့ယူရှုနဲ့ဂျီနူတို့လည်းမင်းကလေးတွေအကြောင်းပြောရင်းရှူရုကရှမ်းချီရဲ့စိတ်ဝင်စားမှုရအောင်စီစဉ်နေခဲ့ပါတယ်။ဒါနဲ့ပဲတငယ်ချင်းဖြစ်သူကလည်းသူကိုရိုမန်တစ်ရုပ်ရှင်တွေကနေလ ీల ာဖို့အကြံပြုပေးလိုက်ပြီးအဲ့ဒီစကားကိုကြားသွားပြီးစီယန်ကလည်းသူတို့ကိုလှောင်ပြောင်စားနောက်နေရင်သူမနဲ့ယူရှုတို့နှစ်ယောက်သားလုံထွေတပ်ပုတ်ကုန်ကြတာကြောင့်ဂျီနူလည်းပြန်ဖြည့်ပေးနေရပါတော့တယ် နာနေချိန်မှာတော့ယူရှုလည်းရှန်ချီနဲ့ယင်းနီးဖို့စူးစမ်းပြီးမယ်။သူမပေါ်ကိုဖျော်ရည်တွေမတော်တဆဖိတ်ကြသွားတာကြောင့်ယူရှုလည်းတောင်းပန်ဖို့စူးစမ်းနေအခြေအနေတွေကပိုပြီးစိုးကုန်ပါတော့တယ်။နောက်တစ်ခါမှာတော့သူလည်းရှန်ချီကိုစာရေးတောင်းပန်ခဲ့ပြီးမယ်။မိန်းကလေးတွေကတော့ဆရာမကိုတိုင်းလိုက်တာကြောင့်ယူရှုလည်းအဆုခံလိုက်ရပြန်ပါတယ်။စာတင်ချိန်ပြီးဆုံးသွားတဲ့အချိန်မှာတော့ယူရှုလည်းရှန်ချီရဲ့အာယုံဆိုင်မှုရဖို့စာတစောင်ပေးခဲ့ပြီးသူ့ရဲ့ခံစားချက်ကိုပြောပြခြင်းပြီးမယ်။သူမကတော့စိတ်ဝင်စားခဲ့ပါဘူး။ ဘိုးဆိုးရာကသူမဟာပြင်းပြင်းထန်ထန်ညင်းဆို့လာရောက်နေမှကပဲစာကိုပါဖတ်တောင်မဖတ်ကြည့်ပဲစုပ်ဖြဲပြစ်လိုက်တာပါ။ညာချင်းရောက်တဲ့အခါမှာတော့ရှန်ချီလေးသူမရဲ့အမေကိုဖုန်းဆက်လိုက်ပြီးတခြားကြောင်းကိုပြောင်းပေးဖို့ပြောခဲ့ပေမယ့်အမေဖြစ်သူကတော့လက်မခံခဲ့ပါဘူး။သူမဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ကားလောက်မှာအတော်ဖြစ်သူရဲ့အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပြီးအမေဖြစ်သူကညင်းဆန်တာကြောင့်သူမလည်းစိတ်လျှော့ပြီးစေးတောက်လိုက်ပါတယ်။ တနင်္လာနေ့မှာတော့ယူရှုလဲရှန်ချီကိုစကားပြောဖို့လှုပ်လာပြန်ပြီသူရဲ့လောက်ရက်တွေအပေါ်လဲတောင်းပန်ဖို့ကြိုးစားလာပြန်ပါတယ်ဒါပေမဲ့ရှန်ချီကတော့သူ့ကိုမှတ်မိတယ်လို့ဖြစ်နေပြီယူရှုလဲတနိုင်သမျှကြိုးစားပြီမယ်သူမကတော့မမှတ်မိကြောင်းပြောပြီးလစ်လူရှုသွားခဲ့ပါတယ်ဒီလိုနဲ့ចောင်းစင်းချိန်မှာတော့យូရှုနဲ့ជីនូတို့လည်းមេនក្លីណောက်ကိုလိုက်ဖို့ចូលសាပြန်ပြီ។ទូម៉ាရဲ့ធូសាနဲ့ပြုတ်មុននេះတဲ့ပုံစံတွေကိုလည်းណាមលែងနိုင်အောင်ဖြစ်နေပါတယ်។ စီရန်လေးကောင်လေးတွေနဲ့ပူပေါင်းမှုဆုံးဖြတ်လိုက်ပြီးသူမဟာဂျီနုကိုသဘောကျနေုံနဲ့မှာပဲရှန်ချီဟာသူမကိုပါမမှတ်မိတော့တာကြောင့်ပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့၃ယောက်အဖွဲ့လဲရှန်ချီအနောက်ကိုလိုက်လာကြပြီးလူမနေတော့တဲ့အိမ်ကိုတလုံးမှာထိုင်နေတာတွေ့လိုက်ရပါတယ်သူတို့လဲသူမကိုစကားပြောဖို့ကြိုးစားပေမဲ့လဲရှန်ချီလဲသူမရဲ့ပြဿနာကိုပြောပြရင်သူတို့အဖွဲ့နဲ့တငယ်ချင်းလောက်ဖို့ညှင်းဆန်ခဲ့ပါတယ်တကယ်တော့ရှန်ချီဟာ PDSD လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာခံစားနေရတာပါ ဒါကြောင့်မဲသူမဟာသူမရဲ့ရေတိုမှတ်ညံတွေပျောက်ဆုံးသွားလိမ့်ရှိတယ်လို့ဆိုပါရယ်။ဒါကြောင့်သူမဟာတနင်္လာနေ့ရောက်တိုင်းမှာအရင်ကဖြစ်ရတွေကိုမေးလျော့တက်ပြီးမိသားစုဝင်တွေဖြစ်ကြတဲ့သူမရဲ့အမေနဲ့အတော်ကိုသာပြန်လည်မှတ်မိလိမ့်ရှိပါရယ်။ ဒါကြောင့်သူမကိုဘယ်သူကမှခင်ချင်မှာမဟုတ်ဘူးလို့ရှန်ချီကယုံကြည်နေပြီးယူရှုကလည်းဒါကိုအခွင့်အောင်းတစ်ခုလို့ယူဆရင်တပတ်လောက်တငယ်ချင်းလောက်ကြပြီးသူမမေးသွားတဲ့အချိန်တိုင်းပြန်သတိရပေးမယ်လို့သူမကိုကန့်လန့်လိုက်ပါတယ်အဲဒီနောက်မှာတော့ရှန်ချီရဲ့အပေးယူရမှုကိုယူရှုလည်းစေးဝယ်ပေးခြင်းဟာတာပြောခြင်းအစားတောက်ယူပေးခြင်းစသဖြင့်အစွမ်းကုန်စူးစမ်းနေပြီးအဲဒီနောက်မှာတော့သူတို့လည်းရှန်ချီနဲ့တဘူးတူတူတူဖြစ်သွားပါတယ် ဒီလိုနဲ့တရမှာတော့ရှန်ချီလဲယူရှုဟာစပိန်ပြင်လက်ဒဏ်ရာရသွားတာတွေ့လိုက်ပြီးသူမှလဲယူရှုတို့အဖွဲ့နဲ့တကယ်ချင်းလောက်ဖို့သဘောတူလိုက်ရင်ယူရှုလဲသူမကိုအရေးကြီးတဲ့ဖြစ်ရပ်တွေနဲ့အမှတ်တရတွေချာရေးဖို့မှတ်စုစာအုပ်လေးတအုပ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့နခတ်တရပြာကန်ဟောင်းဖြစ်တဲ့အကြောင်းခေါမိုးထက်ကိုတတ်သွားကြပြီးယူရှုတို့အဖွဲ့နဲ့ရှန်ချီလဲအကြောင်းခေါမိုးထက်ကိုသူတို့နားနေကန်အဖြစ်အသုံးပြုခဲ့ပါတယ်။အဲဒီအချိန်ကစလို့သူတို့တွေဟာတယောက်နဲ့တယောက်ကူညီရင်အရန်ကိုခင်မင်းတဲ့တကယ်ချင်းတွေဖြစ်လာကြပါတယ်။ တနေ့လာနေတိုင်းမှာရှန်ချီကသူ့ကိုမေးတွားတတ်ပြီးမယ်သူတို့ကသူ့မကိုပြန်လည်မှတ်မိအောင်ကူညီပေးခဲ့ကြပါတယ်ရှန်ချီရဲ့မဆုစာအောင်ကြောင့်လည်းသူတို့ရဲ့အမှတ်တရတွေအားလုံးကိုသိမ်းဆည်းနိုင်ခဲ့ပြီးတညမှာတော့သူတို့တငယ်ချင်းတွေလည်းအနာဂတ်အဆီဇင်တွေကိုဆွေးနွေးကြပါတယ်ဂျီနူးကတော့ဘေကျင်းမှာကြောင်းတက်လို့တဲ့အကြောင်းပြောလာပြီးစီယန်ကတော့ဘယ်နေရာဖြစ်ဖြစ်ဂျီနူးရဲ့နောက်ကိုလိုက်မယ်လို့ဆိုပါတယ်ရှန်ချီကတော့စိတ်ပညာရှင်ဖြစ်လို့ကြောင့်လည်းယူရှုကတော့သူ့အနေနဲ့စာမွေးတောင်အောင်ပါမလားလို့စိုးရိမ်နေပြီးရှန်ချီရှိရာမြို့မှာနေထိုင်အတူတူကြောင်းတက်ချင်နေတာဖြစ်ပါတယ်ရန်နေငယ်ကြမှာတော့ယူရှုလည်းစာသင်ခန်းနဲ့အိပ်ပျော်နေပြီး တငယ်ချင်းတွေကလည်းသူ့ကိုမနှိုးတော့ဘူးဆုံးဖြတ်ရင်းစာရွက်ထဲမှာအတီးပေးစာရေးထားလိုက်ပါတယ်ယူရှုနိုးလာတဲ့အချိန်မှာတော့နခတ်တာရပြာကန်းကိုလိုက်လာခဲ့ပြီတကယ်တော့တငယ်ချင်းတွေဟာယူရှုအတွက်မွေးနေ့ပွဲစီစဉ်ပေးခဲ့တာပါမွေးနေ့ဆုတောင်းအနေနဲ့ယူရှုကတငယ်ချင်းတွေအားလုံးရမှတ်ကောင်းစေဖို့ရှန်ချီလဲပုံမှန်မှန်ညာပြန်ရစေဖို့ဆုတောင်းနေပြီတတိယဆုတောင်းမတိုက်ခင်မှာပဲကျောင်းလုံးဂျုံရင်တွေကသူတို့ကိုတွေ့သွားတာကြောင့်ကျောင်းကြီးစီမပို့ခင်မှာမိတွေပရင်ပရင်ဘောက်ကထွက်ပြေးကြပါတယ် ဂျီနူးနဲ့စီယန်တို့ကတော့ចောင်းစာကြီးတိုက်ထဲမှာပုန်းနေကြပြီယူရှုနဲ့ရှန်ချီတို့ကတော့ရေကူးကံဘက်ထွက်ပြေးသွားကြပါတယ်အဲဒီနောက်မှာတော့သူတို့လည်းချော်လန်ကြီးနမ်းမိမလို့ဖြစ်သွားကြသည်ပြီရှန်ချီကလည်းနောက်ထပ်လက်ဆောင်လေးတစ်ခုထုတ်ပေးလိုက်တာကြောင့်ယူရှုလည်းတတရဆူတောင်းတောင်းဝင်ရသွားပါတယ်ဒီအချိန်မှာပဲယူရှုလဲကောင်မလေးကိုချစ်ကြိုက်နေတဲ့အကြောင်းဝန်ခံလိုက်ပြီးသူမဘက်ကလက်ခံပေးဖို့ဟာသူ့အတွက်အရေးကြီးဆုံးဆုတောင်းမယ်လို့တော်ကီနဲ့ဖုတ်လိုက်ပါတယ်။ဒါပေမဲ့သူမကအဖြစ်ပြန်မပေးဘဲထွက်ပြေးသွားခဲ့ပြီးအပြင်းထန်ငိုကြွေးနေခဲ့ပါတယ်။တနင်္လာနေ့မှာတော့တငယ်ချင်းတွေလည်းသူမကိုပြန်တရီအောင်လုပ်ပေးကြပါမယ်။သူမကတော့မမမိနိုင်ပဲဖြစ်နေပါတယ်။ ။ဘာကြောင့်လဲဆိုတော့မှတ်စုစာကိုပျောက်သွားတာကြောင့်သူမကမမှတ်မိတာပါ။သူတို့လည်းနှစ်ခတ်တာပြာကန်းမှာစာအုပ်ကျန်ခဲ့တာဖြစ်မယ်လို့ယူဆပြီးပြာကန်းကိုထွက်လာပြီးမယ်။တကားတွေဟာတန်ကြိုးတွေနဲ့ပါတော့ခတ်ထားပြီးတခြားနေရာတွေကအထည်ဝင်လို့မရတာကြောင့်သူတို့လည်းအခက်တွေ့နေရပါပြီ။ယူရှုကလည်းစာအုပ်ကိုတသိမ်းမဲမဲရှာဖွေနေရကြောင့်စာတင်ချိန်တွေပါလိဟင်းကုန်ပါလေ။ယူရှုလည်းရှန်ချီရဲ့မျက်နှာချင်းဆိုင်စကားပြောဖို့ကြိုးစားခဲ့ပြီးမယ်။သူမကတော့တငယ်ချင်းဖြစ်ဖို့ခါခါတီးညင်းဆန်နေပြီးယူရှုလည်းသတိမိတ်လဲကြရင်စေးရုံမှာပြန်နိုးလာပါလေ။ ရှမ်းချီလည်းအပြစ်ရှိတယ်လို့ခန်းစားမိတာကြောင့်စေယုံကိုလာရောက်ကြည့်ရှုပေးမယ်။ကောင်လေးရဲ့အမေကအခန်းထဲပေးမွေမယ်။အားလုံးကိုမေ့ပြပြီးတင်ငန်းစာကိုပဲအာယုံဆိုင်ဖို့အကြံပြုလိုက်ပါရစေ။ဒီလိုနဲ့ရှမ်းချီလည်းအိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရဲ့ဒါရိုက်စာအုပ်ထဲမှာဒီအဖြစ်ပြက်တွေကိုရေးသားခဲ့ပါရစေ။တကယ်တော့ရှမ်းချီဟာသူမရဲ့တငယ်ချင်းကိုမှတ်မိပေမယ့်သူ့ကိုချစ်မိမှကြောက်ရွံ့နေတာကြောင့်အခုလိုမျိုးငင်းပယ်ဖို့ဆုံးဖြတ်နေတာပါ။ တခါတော့ကသူမဟာចောင်းတစ်ခုမှာចောင်းတက်ပြီးစူជីဆိုတဲ့မိန်းကလေးတဦးနဲ့တငယ်ချင်းတွေဖြစ်နေပါတယ်။ပီယာနိုတီးနေတဲ့တစုံတယောက်ကပရင်ဘတ်ကိုဘတ်စကတ်ဘောနဲ့ပြစ်ခွဲလိုက်ပြီးအဲ့ဒီသူကယူရှုဖြစ်နေခဲ့တာပါ။စူជីနဲ့ရှန်ချီတို့ဟာအလွန်ခင်မီရင်းနှီးကြတဲ့တငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြပြီးသူမရဲ့အတန်းမဟာမကြခင်မှာပဲယူရှုနဲ့ချစ်သူတွေဖြစ်သွားကြပါတယ်။သူမလည်းယူရှုရဲ့စိတ်ဝင်စားမှုကြလာအောင်တငယ်ချင်းဖြစ်သူကိုကူညီပေးတဲ့အနေနဲ့တရမှာတော့တငယ်ချင်းရဲ့စပိန်ပြတ်သွားအောင်လှုပ်ထားလိုက်ပါတယ်။ ယူရှုကလည်းစပိန်ပြတ်နေတဲ့စူးကြီးကိုတွေ့တာကြောင့်သူ့ရဲ့စပိန်ပေါ်ခေါ်တင်လာပါတယ်။မကြခင်မှာပဲသူတို့သုံးယောက်လည်းအတော်လေးရင်းနှီးသွားခဲ့ပြီးတကယ်တော့ဒါရီဟာအတိတ်မှာချမ်းခဲ့ပြီဖြစ်ပါတယ်။ရှန်ချီလည်းဒီအကြောင်းတွေအားလုံးမှတ်စုစာအုပ်ထဲမှာတိကျရေးမှတ်ပြီးနောက်တော့ခတ်ထားတဲ့နက္ခတ္တပြာခန်းထဲမှာတင်ဆက်ထားလိုက်ပြီးယူရှုတယောက်အနေနဲ့အမြန်အဖြစ်မှန်တွေကိုတီးသွားနိုင်ဖို့မျှော်လင့်ထားပါတယ်။ဂျီနူးနဲ့စီယန်တို့လည်းသူမရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်သူတို့နီးသူတို့ဟန်နဲ့စုံစမ်းစစ်ဆေးဖို့စတင်လှုပ်ဆောင်ခဲ့ပြီးမကြခင်မှာပဲရှန်ချီနဲ့ယူရှုတို့ဟာတစ်ချိန်လုံးကအချိန်တော်ကြာခင်မီရင်းနှီးခဲ့ကြတဲ့အကြောင်းတွေပဲတငယ်ချင်းတွေမှန်သိလိုက်ရပါတယ်။ ဲ့ဒီအပြင်သူမရဲ့အတန်းဖို့တရားကိုလည်းရှာတွေ့ခဲ့ပြီးသူကတော့ရှန့်ချီဟာညံများတယ်လို့အန်ရယ်လည်းရှိတာကြောင့်သူမနဲ့ဝိုးဝေးနေဖို့သာစီယန်တို့ကိုသတိပေးလိုက်ပါတယ်သူတို့နှစ်ယောက်လည်းရှန့်ချီကိုစစ်စစ်မေးမြန်းတဲ့အချိန်မှာတော့ရှန့်ချီလည်းအရှုံးပေးလိုက်ပြီးသူမမှာမှတ်ညံတဲ့ပတ်သက်လို့ဘာပြဿနာမှမရှိတဲ့အကြောင်းနဲ့တပတ်တာတငယ်ချင်းဆိုတာကလည်းမလိုအပ်တဲ့အကြောင်းအရာအလုံးကိုအတိအကျမှတ်မိနေတဲ့အကြောင်းမှတ်ညံဆိုင်ရာပြဿနာကြုံနေရတဲ့တယောက်တော်သူကယူရှုတာဖြစ်တဲ့အကြောင်းဝန်ခံလိုက်ပါတယ် အဲ့ဒီနောက်မှာတော့ရှန်ချီလည်းလွန်ခဲ့တဲ့တစ်နှစ်တုန်းကဖြစ်ရတွေကိုပြန်လဲရှင်းပြလာပြီးရှန်ချီ၊ဆူဂျီနဲ့ယူရှုတို့ဟာအရန်ခင်မီရင်းနှီးကြတဲ့တငယ်ချင်းတွေဖြစ်ကြတယ်လို့အမဲလို့လို့အတူစားအတူသွားအချင်းကုံဆုံးခဲ့သူတွေပါတခုတော့ကြောင်းပိတ်ရမှာတော့သူတို့လည်းရေကူးကန်တစ်ခုနာမှာပျော်ဝဲစွာထွက်ခဲ့ကြပြီးယူရှုကစားစရာတွေပြင်ဆင်နေတော့မင်းကလေးနှစ်ဦးကလှေတစည်းနဲ့ကန်နဲ့ရှောက်သွားနေပါတယ် ဒီအချိန်မှာပဲစူကြီးဟာမတော်တဆရေကန်နဲ့ပြုတ်ကျသွားခဲ့ပြီးရှမ်းချီကလည်းသူ့မကိုကူညီဖို့ကြိုးစားရင်သူ့မပါရေကန်နဲ့ပြုတ်ကျသွားပါတယ်။နေရာစလုံးဟာရေမကူးတက်တာကြောင့်အခက်တွေ့နေကြပြီးယူရှုလည်းတငယ်ချင်းတွေကိုကူညီဖို့ရောက်ခဲ့ပြီးမှရှမ်းချီကိုသာကယ်တင်နိုင်ခဲ့ပြီးစူကြီးကတော့တေးဆုံးသွားပါတယ်။စူကြီးတေးဆုံးသွားတဲ့အချိန်မှာတော့ယူရှုကပါကိုကိုကိုတတ်သိဖို့ကြိုးစားရင်သတိမေ့သွားပါတယ်။သူပြန်သတိရတဲ့အချိန်မှာတော့ဒီဖြစ်ရတဲ့ပတ်သက်လို့အရာအလုံးမေးလျော့သွားခဲ့ပြီးသူ့ရဲ့အမေကလည်းသူ့မရဲ့သားကိုနောက်ဆက်တာရက်လိုက်ဖို့ရှမ်းချီကိုပြောလာပါတယ်။ ဇာပနာအခမ်းအနားမှာတော့တေဆုံသူရဲ့မိသားစုနဲ့တငယ်ချင်းတွေကလည်းရှမ်းချီကိုအပြစ်တင်ကြရင်အိမ်အပြင်ကိုနှင့်ထုတ်ကြပြီးမကြခင်မှာပဲအတန်းမော်တွေကပါတငယ်ချင်းကိုတေဆုံအောင်ကြံစီခဲ့တယ်လို့သူမကိုပြစ်တင်ခဲ့ရနေကြပါတယ်။ယူရှုကတော့နေပြန်ကောင်းပြီးတဲ့နောက်တခြားမျိုးတခုကိုရွှေ့ပြောင်းသွားခဲ့ပြီးရှမ်းချီကတော့ကြောင်းမှာစားနောက်အနိုင်ကျင့်ခံနေရဆဲပါ။ဒီလိုအခြေအနေတွေကြောင့်သူမလည်းစိတ်ကြယောဂပြင်းပြင်းထန်ထန်ခံစားလာရပြီးသူမရဲ့အမေကလည်းအတော်ဖြစ်သူရှိရာမျိုးကိုပြောင်းရွှေ့နေထိုင်ရင်ကြောင်းတက်နိုင်အောင်စီစဉ်ပေးခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအကြောင်းမှာပဲယူရှုကိုပြန်တွေးရတာကြောင့်သူမလည်းအံ့ဩခဲ့ရပြီယူရှုကတော့သူမကိုမမှတ်မိတယ်လို့ရှန်ချီကလည်းသူ့ကိုညှင်းဆန်ပြီးခက်ကင်းကင်းနေဖို့ကြိုးစားပြီးမယ်နောက်ဆုံးမှာတော့တငယ်ချင်းတွေဖြစ်လာရပြန်ပါလိမ့်ရှန်ချီကစေယုံကိုလာကြည့်တဲ့အချိန်မှာတော့ကောင်လေးရဲ့အမေကလည်းသူ့အကြောင်းမေးပြလိုက်ဖို့ပြောလာပြီးဒါရီကပိုကောင်းလိမ့်မယ်လို့ယူဆတာကြောင့်ရှန်ချီလည်းဒီအကြံကိုလက်ခံလိုက်ပါတယ် အဖြစ်မဲ့ကိုတီးသွားတဲ့အချိန်မှာတော့ဂျီနူနဲ့စီယန်တို့လည်းရှူရှူနဲ့ရှန်ချီတို့ထပ်မတွေ့နိုင်အောင်တက်တက်များကာကွယ်ပေးခဲ့ကြပါတယ်။တညမှာတော့သူတို့တငယ်ချင်းတစုလည်းကြောင်းခေါမိုးပေါ်မှာထိုင်ရင်ကဘာကြီးအဆုံးသတ်မဲ့အချိန်ကိုစောင်းစားနေကြပြီမယ်။အားလုံးကဆက်လက်အသက်ရှင်နေကြပါတယ်။ဒီလိုနဲ့6လအကြာမှာတော့ဆောင်းမွေးနီးကပ်လာပြီဖြစ်ပါတယ်။ကြောင်းသားတွေလည်းဆောင်းမွေးအောင်ပြီးတက္ကသိုလ်ဝင်ဖို့အတွက်စ조사ပြင်ဆင်နေရပါပြီ။ဆောင်းမွေးပြီးသွားတဲ့အချိန်မှာတော့ဂျီနူလည်းစီယန်ကိုချစ်ကြိုက်နေကြောင်းဖွင့်ပြောလာပြီးသူတို့နှစ်ယောက်လည်းတယောက်နဲ့တယောက်အပြန်လဲသဘောကျပြီမယ်။စီယန်ကဩစတြေးလျတက္ကသိုလ်ကိုသွားရမှာဖြစ်တဲ့အတွက်ကြောင့်အချိန်တော်လေးနှောင့်သွားခဲ့ပါတယ်။ ဒါပေမဲ့ဂျီနူကတော့သူ့ရဲ့ချစ်ချင်းကိုဘယ်သူမှနှောက်ရှက်နိုင်မှာမဟုတ်ဘူးလို့ယုံကြည်နေပြီ။နောက်တနေ့မနက်မှာတော့ယူရှုကရှမ်းချီကိုလက်မလျှော့သေးကြောင်းနဲ့သူမနဲ့အတူတမျိုးတည်းကြောင်းတက်ချင်တဲ့အကြောင်းပြောလာပြန်ပါတယ်။ဂျီနူကလည်းရှမ်းချီကိုမေးလိုက်ဖို့နဲ့သူမဟာလိမ့်လည်နေတယ်လို့ပြောလာပြီးအဲဒီနောက်မှာတငယ်ချင်းနှစ်ယောက်လည်းစကားများရှမ်းပြင်းရေကန်နဲ့ပြုတ်ကျသွားကြပါတယ်။ဒီအချိန်မှာပဲယူရှုလည်းရုတ်တရက်အတိတ်ကအကြောင်းအရာတွေပြန်လည်မှတ်မိသွားပြီးရှန်ချီနဲ့တွေ့ဖို့သူမအိမ်ကိုအမြန်ရောက်လာပါတယ်။ဒါပေမဲ့ရှန်ချီကတော့သူမအမေအိမ်ကိုပြန်သွားခဲ့ပြီးတငယ်ချင်းအုတ်ကူကိုတခါတလေသွားလှည့်တာကလွင်သူမဟာအပြင်တိတ်ထွက်လို့မရှိပါဘူး။ တရက်မှာတော့ရှမ်းချီလဲလှေတစည်းနဲ့ရေကန်နဲ့ထွက်လာပြီးယူရှုကတော့ရှမ်းချီကိုရှာမတွေ့တာကြောင့်ဘသူနဲ့မှမတွေ့တော့ပဲအိမ်ထဲမှာသာအချိန်ကုန်နေခဲ့ပါရီမကြခင်မှာပဲဂျီနူရောက်လာပြီးနခတ္တာပြာကန်ကိုဖြိုဖျက်တော့မယ့်အကြောင်းပြောရင်သူတို့လေးယောက်ရိုက်ကူးထားတဲ့အမှတ်တရဓာတ်ပုံတွေလာပေးသွားပါရီ ်ယူရှုလည်းမိုးရက်မြေပြန်လာရင်ဆူဂျီရဲ့အုတ်ကူကိုတွားရောက်ကြည့်ရှုခဲ့ပြီးအဲဒီနောက်မှာတော့သူမရဲ့အကူနဲ့တွေ့ရင်သူကလည်းအိမ်ကိုအလဲပတ်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။ကော်မလီရဲ့မိဘတွေကလည်းယူရှုနဲ့ဆူဂျီတို့ရိုက်ကူးထားတဲ့အမှတ်တရတပုံတွေစာတွေကိုပြန်ပေးလိုက်ပြီးညစာစားပွဲမှာတော့ကော်မလီရဲ့မိဘတွေကယူရှုရဲ့အတိတ်ကဖြစ်ရပ်တွေထဲမှာပိတ်မိမနေလို့နဲ့မတော်တဆမှုအတွက်ကိုကူကိုအပြစ်မတင်မှုပြောလာပါတယ်။ယူရှုလည်းသူ့ရဲ့ဒါရီစာကိုရှမ်းချီကိုပေးလိုက်ပြီးအထဲမှာတော့သူဟာရှမ်းချီကိုစတွေ့ကြတဲ့ကသဘောကျကြောင်းနဲ့ဆူဂျီကသာသူ့နဲ့ပုံမှန်ယဉ်နီလာတဲ့အကြောင်းအမှန်တိုင်းဖွင့်ပြဝန်ခံခဲ့ပါတယ်။ ပြာကန်းဟောင်းကိုဖြိုဖျက်တော့မှတီးလိုက်ရတဲ့နောက်ရှန်ချီလည်းမျိုးကိုပြန်လာခဲ့ပြီးယူရှုကိုအိမ်မှာရှာမတွေ့တဲ့နောက်ကျန်းရဲ့ခေါင်းမိုးထက်စီကိုအမြန်ရောက်လာပါတယ်။ဒါပေမဲ့ပြာကန်းကတော့ပိတ်ထားပြီးယူရှုကိုလည်းရှာမတွေ့ဖြစ်နေပါတယ်။ယူရှုကတော့အနာကအမြင့်တနေရာမှာထိုင်နေပြီးရှန်ချီကသူ့ကိုလာရှာတာကြောင့်ဝမ်းသာသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူတို့နှစ်ယောက်လည်းစူဂျီကိုဘယ်တော့မှမမေ့ဘူးနဲ့သူမဟာအမြဲတမ်းတကယ်ချင်းအောင်တယောက်အဖြစ်မှတ်ယူမဲ့အကြောင်းနဲ့နောက်ဆုံးမှာတော့အတိတ်ကပြဿနာတွေကိုလစ်လို့ရှုရင်အတူတူဆက်ရှိသွားမဲ့အကြောင်းကတိပေးလိုက်ပါတယ်။အဲ့လိုနဲ့ညချိန်မှာတော့သူတို့လည်းတကယ်ချင်းတွေပြန်လဲစူဝေးရင်မီရှူမီဝန်တွေပျော်ရွှင်စွာပြစ်လို့ရင်ဒီဇလန်လေးကအဲ့ဒီနေရာမှာအဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာ။